လောင်းလုံးမြို့နယ်မြောက်ပိုင်းမှာရှိတဲ့စခန်းကြီးခမောင်းတောင်တောင်မင်းပြောင်ရွာတွေဘက်ကိုလည်းစစ်ကောင်စီတပ်ကစစ်ကြောင်းထိုးနေပါတယ်။တတင်းအပြည့်အစုံကိုတော့တော်ရဝရှိုင်းတော်သားတို့ကပြပြပေးသွားမှာပါရှင်။လောင်းလုံးမြို့နယ်မြောက်ပိုင်းမှာရှိတဲ့စခန်းကြီးခမောင်းတောင်တောင်မင်းပြောင်ရွာတွေဘက်ကိုလည်းစစ်ကောင်စီတပ်ကစစ်ကြောင်းထိုးနေပါတယ်။အင်အား60လောက်ပါတဲ့စကောက်စီစက်ကြောင်းဟာဆော်လာ16ရက်နေ့မှာစခန်းကြီးရွာကိုရောက်လာပြီး ဆော်လာ18ရက်နေ့နေလယ်ပိုင်းမှာတော့အဲ့ဒီစကြောင်းဟာစခန်းကြီးရွာကနေတရှိတောင်မင်းမြောက်ရွာကိုစကြောင်းထိုးကရွာပုံကြီးကျောင်းမှာတဆွဲနေထိုင်နေတယ်လို့ဒေသခံတအူးကပြောပါတယ်အဲ့ဒီလိုတရွာဝင်တရွာထက်စက်ကြောင်ထိုးကတဆွဲလာတဲ့အတွက်တောင်ဝင်းပြောင်ခမောက်တောင်ရွာသားတွေအပြင်အနီးအနားရှိဖောပုံးပြေရွာသားတချို့လည်းထွက်ပြေးတိမ်းရှောင်နေရပါတယ်။စော်လ၁၉ရက်နေ့မှာကြားရောက်မဲ့ဒေါ်ဆန်းစုကြည်အသက်၈၀နှစ်ပြည့်မွေးနေ့ပွဲမှာကြပနိုင်စေဖို့ စကောက်စီတက်ကကြေးရွာတွေဘက်စက်ကြောင်းထိုးလာတာဖြစ်နိုင်တယ်လို့ဒေသခံတချို့ကယူဆနေကြပါတယ်။တချိန်တည်းမှာပဲစကောက်စီတက်ဟာမြို့နယ်ရဲ့တောင်ပံလောင်းလုံးမြို့နဲ့အနီးဝန်းကျင်ရွာတွေကိုစက်ကြောင်းထိုးနေလို့ဝေဒီပြင်းထိတ်စစ်ပြင်းကြီးမော်လေးတော်ခံကထောင်းနေကညံကျုံးရွာကဒေသခံတွေလည်းထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။အလာဒူဒွေမြင့်ထဲမှာလဲစကောက်စီစစ်သင်းဘောတွေလက်ပတ်သွာလာနေပြီးမြေကမ်းနာတစ်လျှောက်ကကြေးရွာတချို့ကိုလက်နဲ့ကြီးနဲ့ပြက်ခတ်နေပါဗျ။ လက်နေကြီးကြီးတချို့ဟာလက်ဝန်းတွေထံမှာမပေါက်ကွဲပဲရှိနေသေးတဲ့အတွက်လက်ထောရဲစိုက်ပျိုးဖို့စိုးရိမ်နေရတယ်လို့ဒေသခံတချို့ကဆိုပါရယ်။နောက်ထပ်သတင်းတစ်ပုဒ်ကတော့ရေဖြူမြို့နယ်မုံငန်းရွာမှာဇွန်လ15ရက်နေ့ညနေပိုင်းကလေပြင်းတိုက်တာကြောင့်အုံးပင်ဆိုင်တဲပေါ်ကျိုးကျပြီးအမျိုးသားတဦးသေဆုံးသွားပါတယ်။သတင်းအပြည့်အစုံကိုဒေါ်ရဝရှိုင်းဒေါ်တာတဦးကပြောပြပေးသွားမှာပါရှင်။ရေဖြူမြို့နယ်မုံငန်းရွာမှာဇွန်လ15ရက်နေ့ညနေပိုင်းက လေပြင်းကြောင့်စိုက်ဘောကိုအုပ်ပင်ကျကြပြီးအမျိုးသားတဦးတိတ်ဆုံသွားပါတယ်။တိတ်ဆုံသူဟာအသက်25နှစ်အရွယ်မွန်ငန်းရွာသားဖြစ်ပြီးစကြက်မှာကြောင်းထားတဲ့နွားတွေကိုပြန်သွားသိမ်းတဲ့အချိန်အုပ်ပင်ကျကြလို့စိုက်ဘောပြိုကျတာနဲ့တူပြီးတက်တာစထိမှန်တိတ်ဆုံခဲ့တာပါ။မွန်ငန်းရွာဟာကံပေါက်တိုက်နယ်တဲချုံကျွော်အုပ်စုမှာတည်ရှိပါတယ်။ဆေယောကိုပို့ဆောင်ခဲ့ပေမဲ့လည်းဥကောင်အနောက်ဘက်မှာရတဲ့ဒဏ်ရာပစ်ထားတဲ့အတွက်တိတ်ဆုံသွားတာပါဇွန်လ14ရက်နေ့ကလည်းကော့တော်မျိုးမလီဝမ်းကျေးရွာ22မိုင် အမကမလီဝမ်းစာတင်ကျောင်းပေါ်ကို လုံးပန်းရှစ်ပေအလျားပေတရာကျော်ရှိတဲ့မြရပင်လဲကြလို့ကျောင်းခုံမိုးတွေပျက်စီးသွားပါသေးတယ်။တရင်တိုင်းတိုင်းပါဝင်နိုင်ငံတော်မှာဇွန်လ22ရက်နေ့အထိနေရာကွက်ပြီးမိုးဆက်ကြည့်မယ်လို့မိုးစလကအထူးမိုးလေဝသသတိပေးချက်ထုတ်ပြန်ထားပါတယ်။မိုးသည်ထန်စွာရွာသွန်းတာနဲ့အတူ လေပြင်းတိုက်ခတ်တာမိုးထစ်ချုံတာမိုးကြိုးပစ်တာလှည့်စီးလက်တာမိုးသီးကျတာလှည့်တဲ့ပြည့်ရေကြီးတာနဲ့မြေပြိုတော်တွေဖြစ်လာနိုင်တဲ့အတွက် ကုန်းမြင့်မြင့်ငယ်ချောင်းငယ်တွေအနီးမှာနေထိုင်ကြသူတွေအနေနဲ့သတိပြုကြဖို့တိုက်တွန်းထားပါတယ်။လောက်လို့မြို့နယ်ကြောက်စင်းရွာသားတအူးပျောက်ဆုံးနေပြီးလေးရဲကြာတဲ့တိရှာမတွေ့သေးပဲဖြစ်နေပါတယ်။လောက်လို့မြို့နယ်ကြောက်စင်းရွာသားတအူးဖြစ်တဲ့အသက်55နှစ်အရွယ်ဦးဇော်လာဟာဇွန်လ17ရက်နေ့ကလေးကပျောက်ဆုံးသွားခဲ့တာပါ။ပျောက်ဆုံးပြီးလေးရဲကြာတဲ့ဒီကနေ့ထိသူ့ကိုရှာလို့မတွေ့သေးပါဘူး။ဥဇလဟာညီဖြစ်သူနဲ့တူပင်လယ်ထဲငါးဖန်းထက်သွားရကနေနေမကောင်းဖြစ်ပြီးကမ်းကိုပြန်ဝင်လာခဲ့ပါတယ် ကံရောက်လာပေမဲ့အိမ်ပြန်ဖို့အဆင်မပြေသေးတာကြောင့်ကံအနီးမှာပဲအချားလှေလုတ်သားတွေနဲ့အတူညအိတ်ခဲ့ပါတယ်။မနေ့မိုးလင်းတဲ့အချိန်မှာတော့ဥဇော်လက်ကိုမတွေ့ရတော့ပဲပျောက်ဆိုးသွားခဲ့တာပါ။အခုတော့ဒေဝဲဒေသကလူမှုကွန်ရက်တွေပေါ်မှာလူပြောက်တဲ့အကြောင်းတွေတင်လာတဲ့ဖုန်းနံပါတ်ကိုဆက်သွယ်ပြီးငွေညစ်တာတွေဖြစ်လာနေပါတယ်။